တတိယကြောက်ဝန္ဒနာရှင်လေးတွေကိုဗုဒ္ဓတပင်းနဲ့ဘာမျိုးဝိုင်းချက်သမားကြီးတို့မက်ဆေ့ချ်လေးတွေပေးကြပါလိမ့်မယ်။တိုက်ကြတဲ့ကောင်ကိုမကြွေးတဲ့မကင်တဲ့မပြင်းတဲ့မမွေးတဲ့ခွတ်မခွတ်လည်းမသိတတိယလေးတွေကျက်မရောက်ပါနဲ့လို့မက်ဆေ့ချ်ပေးကြပါလိမ့်။ဘာကြောင့်လဲဆိုတော့လက်တွေ့ဗုဒ္ဓတာလေးဖြစ်ရမှန်းလေးတွေ့လိုက်ရလို့ကျွန်တော်ဆရာ ချက်တာလူချင်းလို့တတ္တဆလေးတယောက်ကိုချက်ရောင်းလိုက်တာပေါ့ဗျာပြန်သုံးစားလို့မရအောင်ရှုံးလာခဲ့တယ်အဲ့ဒါနေပဲအဲ့ကလေးကနောက်တစ်ကောင်ထောက်ဝဲသွားတယ်ဗျာထောက်ဝဲသွားတော့လေတက်ရှုံးပြန်လာပဲအဲ့ဒါနဲ့ကျွန်တော်ဆရာကြည့်လိုက်တော့ဟောဒီကလေးဒီချက်ဒီချက်နဲ့တိုက်တယ်ဆိုတော့ ြက်ကတ်တာညံ့လို့ဆိုတော့ဆရာရိတ်မိသွားတယ်။ကြက်ကလည်းပြန်သုံးလို့ရနေတဲ့အခါကျတော့ဒါနဲ့ဆရာဝေပြန်အမ်းပြီးတော့ကြက်ကိုပြန်ယူထားလိုက်။ကလေးကပျော်သွားတာပေါ့ဝေပြန်ပေးရဆိုတော့သဘောကြီးကြတော့ဒါမဲ့ဆရာဒီကြက်ပြန်သုံးလို့ရတယ်ဒီကြက်မညံ့ဘူးဆိုတော့လည်းဆရာကောင်းကောင်းသိထားတာကောင်းတဲ့ချက်ကိုပဲသူ့ကိုရောင်းလိုက်တာ ဒါပေမဲ့ तू ကအသုံးမချတတ်တဲ့ခါကျတော့ရှုပ်ဝဲနေနေဝင်နေရတော့အဲ့ဒါနေပဲဆရာအချက်ကိုနလန်ပြန်ထူအောင်လုပ်ပြီးတော့ဒီချပြစင်ကျူးမှုရပါဘူးချီကျော်ဒီဘာတွေထိုးပြီးတော့သူဒီချမွေးထားပြီးတော့စောင့်အောင်နေရအောင်အဲ့ဒါနေရက်ွက်ထဲမှာလည်းတိုက်မဲ့ချက်ကမရှိတဲ့ခါကျတော့ဝိုင်းမဲ့တစ်ခါလည်းသွားတိုက်လိုက်တာတိုက်လိုက်တိုက်လေရောချက်ကလှလှပပကြီးနေ ငယ်နေနိုင်တော့ပြည့်စက်နားလေတဲ့လူပါပဲသူရှိရ25သိန်းနဲ့ဝယ်သွားတယ်အဲတော့25သိန်းနဲ့ရောင်းထွက်ခဲ့ရတယ်ပေါ့ဝယ်တဲ့လူကလည်းတပါးကြီးဆိုတော့နောက်တပွဲတည်းနဲ့ပဲ80လောက်ညက်ပေါအောင်တိုက်ပလိုက်တော့နိုင်သွားခဲ့တယ်အဲတော့ပြောချင်တာဒီဖြစ်ရလေးကိုတာရကယူပြီးတော့တတိယဆောက်ကြောက်ဝတနာရှင်လေး ချက်ကောင်းရဖို့တဲ့အကျွေးအမွေးအပြင်းအစင်အကန်အတွဲချက်ကြမ်းမာကြီးချက်ခွမခော့ဒါရီကိုတိတဲ့နားလေကျွမ်းကျင်အောင်လေ့ကျင့်ထားဖို့လိုတယ်ဘုဒ္ဓတာရဖို့လိုတယ်အဲ့ဒါလည်းရှိဖို့လိုတယ်တတိစာကျောင်းဝန္ဒနာရှင်လေးကိုမက်ဆေ့လေးပေးလိုက်တာပါအော်ဘုဒ္ဓတာရစီခြင်းနဲ့ဆန္ဒလေးနဲ့ပြပြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်